ဂျိုဒီကတိုဂျိုကန်နေပြောင်းလာတဲ့ចောင်းသူအစ်စ်လေးတယောက်ပါမိဘဝရဲ့အလုံးပြောင်းရွှေ့မှုကြောင့်ဒီရွာလေးကိုရောက်လာခဲ့တာဖြစ်ပြီးចောင်းအစ်စ်မှဆိုတော့သူ့ရဲ့အတန်းဖော်ဝေကအနိုင်ကျင့်ကြပါရင်ဒီလိုနဲ့တည့်ရမှာသူ့ရဲ့ဖနာကိုပြီးတော့အထဲကနေပြောင်းနေတာတွေ့လေရပါရင်ဒါအနိုင်ကျင့်သူတွေရဲ့လက်ချက်ဆိုတာချက်ချင်းပဲသိလေရပါပြီမကြခင်မှာပဲဒေးဗစ်ဆွဲကောင်းလေးတယောက်သူ့စီကိုရောက်လာခဲ့ပါရင်ကျောင်းသားဝေးအားလုံးအထဲကမှဒေးဗစ်ကပဲဂျိုဒီကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတာပါဒေးဗစ်ကဂျိုဒီကိုဘာကြောင့်မလဲ ညနေကြီးထိကျောင်းမှာရှိနေသေးတာလဲလို့မိတော့ဂျိုဒီကဘေတူကိုမှစိတ်မပူစေရှင်တာနဲ့တဲ့ရောက်ကိုစောင့်နေတာပါလို့ဖြေဆိုလိုက်ပါရင်းနောက်တနေ့ဂျိုဒီဟာသူ့ရဲ့ဖက်နှက်တွေကိုတွားရှာရင်းနဲ့ပဲတော်ထဲမှာအနိုင်ကျင့်သူတွေနဲ့တွေ့ရပါရင်းခုနှစ်ယောက်တောင်ရှိတာပါစတိဗ်ရူနီဘော့ဘ်ဆွဲကောင်လီ၃ယောက်ရဲ့ဂျူလီဂျင်းအန်နီနဲ့သူတို့ရဲ့ခေါင်းဆောင်ဂျက်ဆွဲမင်းကလေး၄ယောက်ပဲဖြစ်ပါရင်းဒါပေမဲ့ဂျက်ကတော့ဂျိုဒီကိုတကယ်တမ်းကိုယ်တိုင်မနိုင်ကျင့်ပဲဘေးကနေပဲကြည့်နေခဲ့တာပါအနိုင်ကျင့်တဲ့သူတွေကဂျိုဒီရဲ့ဖက်နှက်တွေကိုရှွန့်အပ်ထဲပစ်ချပြီးတော့ ဂျိုရီကိုပါရှုံးအထဲတွန်းချလိုက်ကြပါရင်အဲ့ဒီနောက်ပြည့်စည်းပင်နဲ့ပြစ်ပေါက်ပြီးဆဲဆိုကြပါရင်ဒီလိုလှုပ်ရတဲ့အကြောင်းရင်းကတော့ဂျိုဒီဟာဒေးဗစ်ကိုဂျက်စီကနေခိုးထွားတယ်လို့ထင်နေကြလို့ပဲဖြစ်ပါရင်အနိုင်ကျင့်တဲ့လူတွေထွက်သွားတော့မှပဲဂျိုဒီတယောက်အိမ်ပြန်လာခဲ့တော့ပါဒီလိုနဲ့အိမ်ရောက်လာတဲ့ဂျိုဒီရဲ့ညီမလေးရီဟာနာကဂျိုဒီရဲ့ပုံစံကိုမြင်လာနဲ့ငိုပြီးဖက်လှယ်ပါရီမိဘဝေကလည်းတမီကိုဒီလိုပုံစံမြင်ပြီးတော့မနေနိုင်တော့တာနဲ့ဂျိုဒီနဲ့ရီဟာနာကိုတင်းတင်းကျပ်ဖက်ထားလိုက်ကြပါရီ နောက်တနေ့မှာဂျိုဒီနဲ့သူ့ရဲ့အဖေကအတန်းပိုင်ဆီယာမမစ္စရုပ်နဲ့စကားပြောဖို့တော်ပါရင်ဆီယာမကတလနေ့တော့ဂျိုဒီကကြောင်းပြီးတော့မှပါနောက်ပြီးကြောင်းသားအစ်တီကလည်းလုံးဝမရှိတော့တာကြောင့်ကြောင်းကလည်းအပီးပိတ်တော့မှဆိုတော့ဂျိုဒီအနေနဲ့ဆက်ပြီးခံပြီးဘာပြက်တနာမှမဖြစ်အောင်နေပါလို့ပဲအကြံပေးလိုက်ပါရင်ဂျိုဒီနဲ့သူ့ရဲ့အဖေကလည်းဆီယာမရဲ့စကားကိုနားထောင်ရုံကလွယ်လို့ရွေးချယ်ဆရာမရှိတော့ပါဘူးဒီလိုနဲ့ဂျိုဒီတရားအတန်းကိုပြင်အောင်တော့သူ့ရဲ့စပွဲအပေါ်မှာတေးလိုက်တော့ဆိုပြီးထွင်းထားတာကိုတွေ့ရပါရင် ီအပြင် step ကသူ့အဖေကိုတမင်လက်တက်ခြေထိုးလိုက်တာကြောင့်လေကားပေါ်ကနေပြုတ်ကျသွားခဲ့ပါရင်နောက်ပြီးအနိုင်ကျင့်တဲ့လူတွေကဂျိုဒီရဲ့စပွဲအထဲမှာစိတ်ခေါင်းကိုတမင်လက်တက်ထည့်ထားခဲ့ပါရင်ဂျိုဒီအရန်ကိုကြောက်သွားတဲ့အတွက်တတန်လုံးထိုင်လို့မရဘဲမတ်သက်ရက်နေရပါရင်ဂျိုဒီတရားအိမ်ပြန်ရောက်တော့သူ့အဖေဟာဖနှံ့အောင်မှာစာရေးဆွဲလေးတတ်ထားတဲ့ step ပြန်ကန့်ချက်ကြောင့်ခါနာသွားတဲ့အကြောင်းသိရပါရင်သူ့သမီးဒီလိုမျိုးထပ်ပြီးမကြုံစီရှင်တာနဲ့ဂျိုဒီကိုကြောက်မတွားတော့ဖို့ဆုံးဖြတ်လိုက်ပါရင်၃ရက်အကြာမှာဂျိုဒီတယောက်ဖျားတော့ပါရင် ဂျိုဒီဖျားတာကိုចောင်းကတိတော့အနိုင်ကျင့်သူတွေကအနိုင်ကျင့်စရာလူမရှိတော့တာနဲ့ပြင်းလာကြပါလိမ့်အဲ့ဒီတော့ရဲဆွဲចောင်းသားတယောက်ကိုဂျိုဒီရဲ့အိမ်စီတွားကြည့်ဖို့အတင်းခိုင်ပါလိမ့်ရဲကဂျိုဒီရဲ့အိမ်ကိုရောက်တော့ဏီကောင်းရလားလို့ကောင်းကောင်းမွန်မွန်မေးပါလိမ့်ဂျိုဒီကလည်းသူ့ကိုခ ्यू ဆိုင်တဲ့အတန်းဖို့တယောက်ရှိသေးတာကိုပြောနေခဲ့ပြီမဲ့ရဲကရုတ်တရက်သူ့စီကနေတိတ်ခွေတခွေလာငားလိုက်ပါလိမ့်ပြီးတော့သူ့ရဲ့ဖုန်းကိုထုတ်ပြီးဂျိုဒီရဲ့ပုံကိုရိုက်ပါလိမ့် ဂျိုဒီဘာဝေးလဲဆိုပြီးရှုပ်ထွေးနေခဲ့ပါပြီးနောက်ဆုံးမှာတော့ရဲကအနိုင်ကျင့်သူတွေဟာအတင်းခိုင်းတဲ့အတွက်လာရတာဘာလို့ဝန်ခံပါရီးပြီးတော့ဂျိုဒီအနေနဲ့ចောင်းမလာဘူးဆိုရင်အနိုင်ကျင့်တဲ့လူတွေကသူ့ကိုပြောင်းပြီးအနိုင်ကျင့်မှစိုးတဲ့အတွက်ဂျိုဒီကိုចောင်းပြန်တက်ဖို့တိုက်တွန်းနေပါရီးရဲရဲ့အဆိုးဆုံးအင်မက်ကတော့တကယ်ကိုဖြစ်လာခဲ့တာပါကျိုဒီចောင်းမသွားတဲ့အခါမှာအနိုင်ကျင့်တဲ့လူတွေကအရဲကိုအစားထိုးပြီးအနိုင်ကျင့်ကြပါရီးပြီးတော့အထဲမှာပိတ်လောင်ခံရပြီးအနောက်စပင်းကိုပါအဖြတ်ခံလိုက်ရပါရီး သူတို့ရဲ့အယုတ်လိုပဲနေနေရတာပါ နောက်တော့ရဲကအနိုင်ကျင့်တဲ့လူတွေကိုတငယ်ချင်းလောက်ကြမလားဆိုပြီးမေးလိုက်ပါရင်ရဲကကြိုတိလိုမဖြစ်ရှင်တော့တာပါသူတို့ရဲ့ပြည့်တင်ရှုပ်ရှားမှုတွေကိုခံယူပြီးတော့သူတို့နဲ့တငယ်ချင်းဖြစ်ဖို့ဆိုပြီးလိန်မာပါနတ်တဲ့အစီအစဉ်တစ်ခုကိုပါစဉ်းစားလိုက်တယ်ပါရင်နောက်တနေ့မှမီရှယ်ကကြိုတိရဲ့အိမ်ကိုမီးရှို့ဖို့အတွက်ဓာတ်ဆီမှုတစ်ခုကိုယူလာခဲ့ပါရင်ဒီထက်ဆိုးတာကတော့အနိုင်ကျင့်တဲ့လူတွေဟာသူ့ရဲ့စိတ်ကူးကိုအပြည့်အဝထောက်ခံကြတာဖြစ်ပြီးအတူပါဝင်မယ်လို့ပြောပါရင်ဒါပေမဲ့ကြက်ကလက်လျှော့လိုက်ပါရင် သူတို့အားလုံးနဲ့မတူပဲမီရှယ်ဟာကြက်ကိုတကယ်ပဲတတိထားဆေရှင်နေတာပါဂျိုဒီနဲ့ရီဟာနာကတော့ယွာထဲမှာလမ်းလျှောက်ရင်းနဲ့ပျော်နေကြပါလိမ့်နောက်တော့သူတို့နှစ်ယောက်ဟာသူအရန်ကြိုက်တဲ့ဓာတ်ပုံရိုက်တာကိုလုံနေတဲ့ဒေးဗစ်နဲ့တွေ့ပါလိမ့်ရီဟာနာကိုအိမ်ကပြန်ချပေးပြီးတော့မှပဲဂျိုဒီကဒေးဗစ်နဲ့လိုက်တော့ပါလိမ့်မတွားခင်မှာရီဟာနာကเจ้าမှသူလုတ်ခဲ့တဲ့လေဆွဲလေးကိုဂျိုဒီအားပြီးခဲ့တေးပါလိမ့်ဂျိုဒီနဲ့ဒေးဗစ်တို့ဟာယွာထဲမှာလမ်းလျှောက်ရင်းနဲ့ပဲသူတို့ရဲ့ဆက်လန်းတွေကိုဖလှယ်ပြောဆိုကြပါလိမ့်အဲ့ဒီအခါအနိုင်ကျင့်သူတွေကဂျိုဒီရဲ့အိမ်ကိုရောက်လာပြီးတော့ ဓာတ်စီပဲနဲ့အိမ်အပြည့်လောင်းချပါရင်ဂျိုဒီရဲ့အမေကိုပါဓာတ်စီနဲ့လောင်းချလိုက်ပြီးတော့စတီဗ်ကသူ့ကိုမီးရှို့ဖို့အထိလုပ်နေကြတာပါရီယာနဲ့သူ့ရဲ့အဖေမြင်တော့သူတို့ကိုပါဓာတ်စီလောင်းပြီးဖခင်ဖြစ်သူနဲ့ရီဟာနာလေးကိုမီးလောင်တိုက်တွင်းကတက်လိုက်ကြပါရင်ဒီလိုနဲ့ညရောက်တော့ဂျိုဒီနဲ့ဒေးဗစ်အိမ်ပြန်ရောက်လာကြပါပြီဂျိုဒီရဲ့အိမ်ကိုမီးလောင်နေတာတွေ့တော့ဂျိုဒီနှလုံးသားဟာကြောက်ရွံ့မှုတွေပြည့်သွားခဲ့ပါရင်အချိန်ဆွဲမနေပဲအိမ်ကိုတန်းတော်ပါရင်အင်ကိုရောက်တော့လူရဲ့အများကြီးရက်နေတာကိုတွေ့ရပေမဲ့သူ့မိသားစုကတော့မတွေ့ရပါဘူး မိလောင်မှုကနေလွတ်မြောက်ခဲ့ပုံမရပါဘူးကြိုတီတရားအရန်ကိုတော့ထွက်နေခဲ့ပြီးသူ့ရဲ့မိသားစုကိုအိမ်မှာထားခဲ့မိတာကိုလည်းအရန်စိတ်မကောင်းဖြစ်နေမိပါရီဒေဗီကအိမ်တဲကိုအမြန်ဆုံးပြေးဝင်သွားပြီးတော့ရီဟာနာကိုပြန်ခေါ်လာနိုင်ခဲ့ပါရီရီဟာနာကကံကောင်းစွာနဲ့ပဲအသက်ရှင်နေတည်ပေမဲ့တကိုယ်လုံးမိလောင်တန်ရာနဲ့ပုံပြတ်ပန်းပြတ်ဖြစ်နေခဲ့ပါရီရီဟာနာကိုအနီးမှာရှိတဲ့ဇေယုံစီပို့လိုက်ရပါရီအဖေဖြစ်သူကအတက်မထွက်ခင်မှာသူ့ကိုမိကနေကာကွယ်ဖို့အတွက်ဖက်ပြီးထားခဲ့တာကြောင့်ရီဟာနာတယောက်ကံကောင်းခဲ့တာပါ ဒေးဗစ်ရဲ့တတိကလည်းသူကဂျိုဒီရဲ့ကောင်းမွန်တဲ့တငယ်ရှင် ဖြစ်တဲ့အကြောင်းပြသခဲ့ပါသည်ဂျိုဒီကရီဟာနာအမြန်ပြန်နိုးလာဖို့မျှော်လင့်ပြီးအဖိုးဖြစ်သူနဲ့အတူအနားယူနေခဲ့ပါသည်ဒီဖြစ်ရဖြစ်ပြီးတော့သူကအဖိုးအိမ်မှာနေထိုင်လိုက်ရပါသည်နောက်တနေ့မှာအနိုင်ကျင့်တဲ့လူတွေကဇွိမ့်နေကြပါပြီးဂျူလီနဲ့ဂျင်းကပါငိုကြပါသည်သူတို့ကဂျိုဒီရဲ့မိသားစုကိုမီရှိုမိတာကိုစိတ်မကောင်းဖြစ်နေတာထက်ရဲဝေဖမ်းမကိုပို့ပြီးစိတ်ပူနေကြတော့မှစတိပြလက်ချောင်းနေမှာမီးလောင်ထားတာကိုတွေ့ရတော့ အပြစ်တင်ခံရနိုင်တယ်ဆိုပြီးအရန်ကိုကြောက်နေကြပါရီတိပ်ကသူတကယ်ရည်ရွယ်ပြီးတော့မိမရှို့မိပါဘူးလို့ချိန်ဆပြောဆိုပါရီသူတို့တမင်လုတ်ခဲ့တယ်ဆိုတာရှင်းနေပေမဲ့လေသူကဒါဝီပြောနေခဲ့တာပါရဲကကြက်ကိုဒီဖြစ်ရဲ့အကြောင်းပြောပြဖို့ရှိကလိုက်ပါရီရဲကကြက်ရဲ့ကုံကိုဖော်နိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါဒါပေမဲ့ကုံယူခံရမယ့်အစားကြက်ကရဲရဲ့လက်ကိုခဲတံနဲ့ထိုးပြပါရီဂျူလီရဲ့အိမ်ကိုမီးရှို့နိုင်ခဲ့ပေမဲ့လေရဲကကြက်ရဲ့မျက်နှာသာပေးမှုကိုမရနိုင်ခဲ့ပါဘူး အနစ်ချုပ်ပြောမယ်ဆိုတော့ကြက်ဖာသူ့ရဲ့အိမ်ကိုပြန်လာပါပြီသူ့အဖေကသူ့ကြိုးမှာအလားပြင်ကြောင်းတက်မယ်ဆိုရဲအစီအစဉ်ကိုမကြိုက်တာနဲ့သူတို့နှစ်ယောက်သဘောထားကွဲလဲနေကြပါပြီသူ့အဖေဟာသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာပါလို့ပြောပါရင်းဒါကသူ့ဘာကြောင့်ကျောင်းမှာအနိုင်ကျင့်ရတယ်လဲဆိုရဲအကြောင်းအရင်းကိုတိနိုင်ခဲ့ပါပြီဒါကမိဘရဲ့ဖိအားပေးမှုကြောင့်ဖြစ်နေပါပြီဆောင်းရတီနီးလာတော့ဂျိုဒီကျောင်းပြန်တက်ဖို့ဆုံးဖြတ်ပါရင်းရူမီနဲ့သူ့ရဲ့တငယ်ချင်းတွေကဂျိုဒီဟာသူတို့မီးရှို့လို့ သူ့မိသားစုရဲ့တိတ်ဆုံသွားတာကိုတိတွားခဲ့မယ်ဆိုရင်သူတို့အနေနဲ့ထောင်ထဲကိုရောက်သွားနိုင်တယ်ဆိုပြီးကြောက်လန့်နေကြပါလိမ့်။တခွန်းထဲပြောရမယ်ဆိုတော့အကြောင်းစင်းချိန်မှာကျူလီဂျိန်းနဲ့အန်နီတို့ကဂျိုဒီကိုတော့အလဲခေါင်စီခေါ်တော့ပါလိမ့်။သူတို့ဟာဘယ်လို့မှတောင်းပန်စကားမဆိုကြပါဘူးသူတို့ကဂျိုလီယာမိသားစုကိုမီးရှို့ခဲ့တဲ့အကြောင်းကိုခံပြီးတော့ဂျိုဒီကိုတတ်ပြီးဒီကိစ္စကိုအဆုံးသတ်ရှိနေတာအားပြောလိုက်ပါရင်ဂျိုဒီနဲ့သူ့မိသားစုအလုံးတိတ်ဆုံသွားပြီးဆိုတော့ဒါဂျိုဒီကိုတကယ်စိတ်မသက်မသာဖြစ်စေခဲ့ပါရင် ဘာအမှားမှမလုပ်ထားတဲ့သူရမိသားစုကိုဘယ်လိုစိတ်နဲ့များတတ်ခဲ့တာလဲဆိုပြီးသွေးမရဖြစ်နေပါရင်စိတ်ပြတ်ဒရထွက်ပြီးတော့စိတ်ကုန်လာတဲ့အခါမှာဂျူလီကသူတို့ကိုတတ်ဖို့ဆုံးဖြတ်ပါရင်နောက်တနေ့ចောင်းသားဝေကအန်ဒီဂျူလီနဲ့ဂျိန်ပြောင်းနေတာကိုမရက်မနာပြောနေကြပါရင်စတိပ်ကတော့တရင်ကြပြီးကြောက်နံ့နေခဲ့ပါပြီးမကြခင်ရဲဝေရောက်လာတော့အနိုင်ကျင့်သူရဲ့အားလုံးအယံကိုကြောက်သွားကြပါရင်ဒေးဗစ်ကစတိပ်ကိုရဲဝေရောက်လာတော့ကိုဘာကြောင့်များဒီလောက်အထိဆွေးနေရတာလဲလို့ပြီးတော့စတိပ်ကရဲဝေဟာ ပျောက်နေခဲ့တဲ့ចောင်းတော်ဝီကိုလာဆောင်ဆန်းတာပါဖမ်းတာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတော့စိတ်တက်တရာရသွားခဲ့ပါရင်အိမ်မှာအနားယူဖို့ဆော့ဆော့ပြန်လာတဲ့အခါမှာပဲဂျိုဒီနဲ့မမျော်လင့်ပဲစုံလိုက်ရပါရင်မကြခင်ဂျိုဒီကဒါတိတိလေးနဲ့စတိပ်ကိုတိုက်ခိုက်ပါရင်စတိပ်လဲကြပြီးသူ့ရဲ့ခြေထောက်ကျိုးသွားခဲ့ပါပြီး ဂျိုဒီကသူ့ကိုချက်ချင်းမတတ်ပဲနဲ့ဖြဖြည်းချင်းတည်အောင်ထားရခဲ့ပါရင်းခြေတော့ကျိုးနေတဲ့အပြင်ခန္ဓာကိုယ်အထဲကနေလည်းတွေးပြီးအများကြီးထွက်ပါရင်းဒါကစတိကိုစက္ကန့်တိုင်းမှာနာကျင်စေခဲ့ပါပြီးပြီးတော့ဆောင်းရတီရဲ့နင်းနေကအများကြီးကြလာတာကြောင့်သူ့တပိဖြည်းချင်းတည်ဆုံသွားခဲ့ပါရင်းစတိတည်ပြီးရနောက်ဂျိုဒီကြောင်းရဲ့အနေငယ်ပြက်ခဲ့ပါရင်းဒါကြောင့်ဒေးဗစ်ကဆွင့်ပြီးတော့သူ့ကိုတွားကြည့်ပါရင်းဂျိုဒီရဲ့အဖိုးကဂျိုဒီကျမ်းမာရေးကောင်းပေမဲ့လည်းအိတ်တာများတယ်လို့ပြောပါရင်း နောက်ပြီးဂျိုဒီနဲ့ရီဟာနာကိုတိုဂျိုမှာပြန်နေဖို့ခေါ်သွားမယ်လို့လည်းပြောပါရင်းဒါကိုသိတော့ဒေးဗစ်ဟာဂျိုဒီရဲ့မျက်နှာလေးကိုနောက်တစ်ခါထပ်ပြီးမမြင်ရတော့ဘူးဆိုပြီးဝမ်းနည်းနေမိပါရင်းအဲ့ဒီအခါမှာရဲကသူ့အမိနဲ့အတူရှိနေခဲ့တာပါမကြခင်ရိုနီစီကနေဖုန်းဝင်လာခဲ့ပါပြီရိုနီကဘော့ပ်နဲ့အတူရှိနေတာပါဖုန်းပြောနေနေပဲရူနီကစတိပြောက်ဆုံးနေခဲ့ပြီးတော့အသက်ခံရတာဖြစ်နိုင်တယ်လို့ထင်တဲ့အကြောင်းပြောပြပါရင်းဂျိုဒီဒီကိစ္စရရဲ့နောက်ွယ်မှာရှိနေနိုင်တယ်လို့လည်းတန်တရားဖြစ်ပါရင်း ။နောက်တော့သူတို့ကဒိုဒီကိုတတ်ဖို့ကြံစည်နေပဲမီရှဲကိုအမအယုံရှိမရှိသွားစစ်ဆေးဖို့ပြောပါရင်းနောက်တနေ့မှဂျူဒီကအဖိုးရဲ့အင်္ဂါနေထွက်သွားတော့ရိုနီနဲ့ဘော့ကသူ့ကိုအနောက်ကနေလိုက်ကြည့်ပါရင်းရိုနီဟာသူ့ရဲ့လေးများနဲ့ပြစ်လိုက်ပြီးမဲ့လွဲသွားခဲ့ပါပြီ။ဂျူဒီကသူ့ရဲ့အနောက်ကိုလိုက်နေတယ်ဆိုတာသိတော့တော့အထည်ပြေးဝင်သွားခဲ့ပြီးရိုနီနဲ့ဘော့ကိုလမ်းခွဲပြီးလိုက်ရှာခိုင်းလိုက်ပါပြီ။နောက်ဆုံးမှာတော့ဘော့ကဂျူဒီကိုမိသွားခဲ့ပါပြီ ဂျိုဒီဟာစကနာယူပြီးဘော့ပြန်နှာခေါင်းကိုတွေးထွက်တဲ့အထိညစ်ပြပါရီရိုနီကအများနဲ့ထပ်ပစ်လိုက်ပေမဲ့ဘော့ကိုခေါင်းမှန်ပြီးတော့တေရွားခဲ့ပါပြီဂျိုဒီဟာရိုနီရဲ့ဝမ်ဘိုက်ကိုခွဲပြီးဓာတ်နဲ့ထိုးပြပါရီသူ့မိသားစုကိုတတ်ခဲ့တဲ့လူတက်တမဝီအသက်ရှင်နေသေးတာကိုသူလက်မခံနိုင်ပါဘူးဒါကြောင့်သူတို့အလုံးကိုတုတ်တင်ဖို့ရည်ရွယ်နေခဲ့တာပါနောက်တနေ့ဒေးဗစ်တယောက်ဂျိုဒီကိုထပ်ပြီးလာတွေ့တော့ ဂျိုလီကသူ့ကိုတွေ့ရတာဝမ်းတာနေခဲ့ပါသည်သူတို့လမ်းလျှောက်နေပဲတနရာကိုရောက်သွားကြပါပြီဒေးဗစ်ကဂျိုလီအနေနဲ့တကယ်ပဲထွက်သွားမှာလားဆိုတာကိုတေချာရှင်းနေခဲ့ပါသည်ဂျိုလီထွက်သွားမယ်ဆိုရင်သူတဲ့ရောက်တဲ့အရန်ကိုအထီးကျန်နေတော့မှာပါလို့ပြောလိုက်ပြီးမြဲဂျိုလီကသူ့ကိုဘာမှပြန်မဖြေခဲ့ပါဘူးနှကန်းကိုတွေးထွက်တဲ့အထိဖိကိုက်ထားလိုက်ပါသည်သူကတော့ဘယ်တငယ်ရှင်ဘယ်အချစ်ကိုမှခ ्यू မဆိုင်တော့ပါဘူးဂျိုဒီအပြေမပေးပေမဲ့ဒေးဗစ်က နားလည်တော့ပါသည် ပြီးတော့သူဟာဂျူလီယန်ဘေးမှာအမြဲရှိနေပြီး Q site ပေးပါမယ်လို့ပြောပါရင်းဒေးဗင်နဲ့သူအိမ်ပြန်ပြီးတော့ဂျူဒီတယောက်ရီဟာနာကိုတွားတွေ့ပါရင်းကံမကောင်းစွန်နဲ့ပဲသူညီမလေးရဲ့အချင်းကြီးကမတိုးတက်ဒေးဗင်နဲ့နာကျင်နေတော်ဝေကိုတွေ့တော့ဂျူဒီအယံကိုစိတ်ထိခိုက်ခဲ့ပါရင်းအဲ့ဒီအခါဒေးဗင်ကသူ့အဖွားနဲ့စကားပြောပြီးသူ့ရဲ့မိဘဝေကိုတရေရောက်ကတတ်သွားတာမို့သူ့အဖွားနဲ့တယောက်ထဲနေနေရတာပါဂျူဒီဟာဘေတုကမှ Q မဆိုင်တော့ဘူးဆိုပေမဲ့လေသူဂျူဒီနဲ့အတူရှိနေရှင်လို့ တူချိုမှာကြောင်းတဲ့ရင်အလုလုမယ်လို့အဖွားကိုပြောပြလိုက်ပါရင်အဲ့ဒီငါရဲကအနိုင်ကျင့်တဲ့လူတွေကိုလိုက်ရှာနေတော့နင်းတွေအောင်မြုပ်နေခဲ့တဲ့ဂျူလီယန်အန်နီနဲ့ဂျိန်းတို့ရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတော့ထိတ်လန့်သွားကြပါရင်အဲ့ဒီအခါသူဟာဂျက်ကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဂျက်ကဖုန်းမဖြေပါဘူးမီရှယ်ကသူ့အတွက်ဘလို့အရင်ဆန်တဲ့အရာတွေလုတ်ပြီးခဲ့ပါစေဂျက်ကသူ့ကိုစိတ်ကုန်နေခဲ့ပါပြီရဲကသူ့တငယ်ချင်းအားလုံးတယောက်ပြီးတယောက်တည်နေကြပြီးဆိုတော့ကိုတိလိုက်ပါရင်ပြီးတော့လူတက်တမကသူ့စီကိုလည်းတချို့ချိန်မှာ လာလိမ့်မယ်ဆိုတာသိခဲ့ပါရီအိမ်မှာအမေနဲ့အတူရှိနေတော့မှသူ့အရန်ကိုကြောက်တာကြောင့်သူ့အမေကတော့မှချင်းချောင်းပြီးပါရီနောက်တနေ့မီရှယ်ကကြက်ကိုထတ်ခေါ်တော့ကြက်ကစိတ်မပြတ်နဲ့ဖုန်းကင်ပါရီမီရှယ်ကမနေ့ညအဖြစ်ပြက်ကိုအချိန်မဆွဲပဲပြောပြပါရီကြက်ဟာမီရှယ်ကိုရောသူ့ရဲ့တည်သွားတဲ့တငယ်ရှင်တွေကိုပါခူးဆိုင်ပုံမရပါဘူးဒါကသူ့ရဲ့အမားပါပဲငါကဒီအထဲကိုအပါမခံနိုင်ပါဘူးလို့ပြောပါရီရဲကသူ့ကိုအတင်းဆွဲခေါ်နေတာကြောင့်စိတ်မသက်မသာဖြစ်နေခဲ့ပါရီ ဒါကိုကြားလိုက်ရတော့ရဲကရန်ကိုစိတ်ဆိုးသွားခဲ့ပါပြီအဲ့ဒီနောက်ပိုင်းကြက်ဖာဂျိုဒီကိုလာတွေ့ပါရင်ဘတ်ကားမတိုင်မှာသူတို့နှစ်ယောက်တွေ့ကြပြီးတော့ကြက်ကဂျိုဒီကိုမီရှယ်ငားသွားတဲ့တိတ်ခွေအားပြန်ပေးပါရင်သူအကောင်းဆုံးဆောင်းလျှောက်ပြီးခဲ့တယ်လို့လည်းပြောပါရင်သူတို့ကအရန်တူလို့မဟုတ်ပဲနဲ့အပြန်အလှန်စစ်ဆေးမေးမြန်းနေကြပါရင်တစ်ချိန်လုံးကသူတို့နှစ်ယောက်ဟာတကယ်ပဲတငယ်ချင်းကောင်းနေဖြစ်ခဲ့ကြတာပါဂျိုဒီကကြက်ကိုတူချိုအကြောင်းပြောပြလေးရှိပါရင်ဒါဟာတူချိုမှတနေ့နေ့မှနေရဖို့အတွက်ကြက်ကိုတကယ်ပဲဆန္ဒရှိစေခဲ့ပါရင် အချိန်လေးကြာလာတော့ဒေးဗစ်ဆိုတဲ့ចောင်းသားအစ်တလေးတယောက်ရောက်လာခဲ့ပါလိမ့်ဂျိုဒီနဲ့တငယ်ချင်းဖြစ်ပြီးအမြဲတမ်းအတူတူနေကြတော့ဂျိုဒီနဲ့ကြက်တို့အကြမှာပြဿနာတွေစပြီးဖြစ်လာတော့ပါလိမ့်ကြက်ကဒါကိုမကြိုက်ပါဘူးဒါကြောင့်ဂျိုဒီရဲ့အတန်းဖော်ပြီးကိုဂျိုဒီကိုစကြဖို့ပြေးလိုက်ပါလိမ့်ဂျိုဒီကသူ့စီပြန်ရောက်လာပြီးတော့တငယ်ချင်းပြန်ဖြစ်ရှင်လိမ့်မယ်လို့ထင်ထားခဲ့တာပါကျံပြပြဿနာကဂျိုဒီဒေးဗစ်ကိုသူ့စီကနေယူသွားတာမဟုတ်ပါဘူးဂျိုဒီကဒေးဗစ်နဲ့အချိန်ပိုပေးနေတာကိုသူမနာလို့ဖြစ်နေခဲ့တာပါ ချက်ဖာအနိုင်ကျင့်တဲ့လူတွေနဲ့အတူဂျိုဒီကိုအနိုင်မကျင့်ရတဲ့အကြောင်းရင်းကဂျိုဒီကိုတင်ငယ်ရှင်တယောက်လိုမျိုးတတ်မှတ်နေသေးဆဲပဲဖြစ်ပါရင်ဒါပေမဲ့သူမသိခင်မှာပဲအာရယာတိုင်းကမာယွန်းသွားခဲ့တာပါချက်ဖာအာရယာအလုံးဖြစ်အောင်လုံမိခဲ့တာကသူ့ရဲ့အမားပါလို့ဂျိုဒီကိုတောင်းပန်လိုက်ပါရင်နောက်ပိုင်းမှာတော့ချက်အိမ်ပြန်ခီးမှာမစ်ရှယ်ကအနောက်ကနေဓာတ်နဲ့ထိုးပြပါရင်ကျက်ကရှောင်းနိုင်ခဲ့ပါရင်မစ်ရှယ်ဟာကျက်ကသူ့ရဲ့လောက်ရတွေကိုဘယ်တုံးကမှတန်ဖိုးမထားခဲ့တဲ့ရဲ့ဂျိုဒီနဲ့သွားတွေ့ရတဲ့အတွက်စိတ်နာပြီးလှုပ်ခဲ့တာပါ မိရှယ်ကသူ့ကိုတတ်ဖို့ကြံနေတာကိုကြက်တွေ့တော့တိုက်ခိုက်ဖို့ကလွယ်ပြီးရွေးရှင်စရာမရှိတော့ပါဘူးသူတို့ရဲ့တိုက်ပွဲကတွေးထွက်တန်ယုံဖြစ်ခဲ့ပြီးတော့မိရှယ်ဟာအပြင်းထန်တိုက်ခိုက်နိုင်ခဲ့ပြီးကြက်လဲသွားခဲ့ပါလိကြက်ကိုနင်းတဲ့အပေါ်မှာတေလူနီနီထားခဲ့ပြီးတော့သူထွက်ပြေးသွားခဲ့ပါလိအဲ့ဒီအခါမှာပဲဂျိုဒီစီကိုဒေးဗစ်ရဲ့ဖုန်းဝင်လာပါလိဂျိုဒီတိုဂျိုကိုပြင်ဆင်နေတာအာတိသွားတော့သူကလည်းတိုဂျိုကိုပြောင်းဖို့စီစဉ်နေတယ်ဆိုပြီးဂျိုဒီနဲ့အတူနေဖို့အတွက်အခိုင်အမာတောင်းဆိုပါလိ ဂျူဒီကစိတ်ထဲမှာထူဆန်းနေတာနဲ့သူ့ကိုငင်းလိုက်ပြီးဖုန်းကိုချပြပါရီဒေးဗစ်ကလည်းအငင်းပဲခံရတာကြောင့်အယံကိုဝမ်းနဲ့တွားခဲ့ပါပြီးဖုန်းချပြီးတော့ဒေးဗစ်ရဲ့ဒေါရကထိမရဖြစ်ကလက်မှာတွေးပြီးပေပွားနေခဲ့ပါရီအဲ့ဒီအချိန်မတန်ဆွမ်းဖြစ်နေကြတဲ့သူ့ရဲ့အဖွားအုံကိုတွေးအလင်းလေးနဲ့တွေးနေရမှာပါဒါဟာဒေးဗစ်ကအဖွားကိုအပြင်းထန်ထိခိုက်အောင်လုပ်ခဲ့တာကြောင့်သူ့ရဲ့လက်မှာသွေးဝေပေးနေတဲ့ဆိုတာကိုပြသနေခဲ့တာဖြစ်ပါရင်အကြောင်းရင်းကတော့သူ့ရဲ့အဖွားကသူ့ကြိုကိုအကြောင်းပြချက်ကြီးကြီးတွေနဲ့တွားခွင့်မပေးလို့ပါ မြို့ကြီးမှာအလုံးလုံးဖို့ကအရန်ကိုငယ်သေးတဲ့အကြောင်းနဲ့သူ့ကိုခ ्यू ဆိုင်ပေးမဲ့လူကလည်းမရှိဘူးလို့အဖွားကပြောပါရင်းအဖွားကအစိုးရဆုံးအခြေအနေမှာတော့မှမိသားစုကိုထပ်ပြီးမဆုံးရှုံးရှင်တာကြောင့်ဒေးဗစ်ကိုအကြံကောင်းနေပြီးခဲ့တာပါဒါဝီပြီးတော့မှပဲဒေးဗစ်ကသူ့ရဲ့မိဘတွေကိုသူတတ်ခဲ့တာလို့ဝန်ခံလိုက်ပါတယ်သူ့ရဲ့အဖေကအရက်မူးပြီးတော့အမေကိုအနိုင်ကျင့်တာကသူတကယ်ကိုမခံနိုင်ပါဘူးဒါကြောင့်သူ့ကိုယ်တိုင်ပြပြတတ်တာဆုံးဖြတ်ပြီးတော့သူ့အဖေကိုတုတ်တင်ခဲ့တာပါ သူ့အဖေကိုတတ်ပြီးတော့အမေကိုစိတ်မကောင်းဖြစ်သွားပြီးအမေအေးချမ်းစွာရှိနိုင်ဖို့အတွက်သူ့အမေကိုပါသူတတ်ပြစ်ခဲ့ပါလိမ့်ဒေးဗစ်ရဲ့ဒီလောရက်တွေကသူ့အဖေဟာသူ့အမေကိုနှစ်များစွာအနိုင်ကျင့်တာကြောင့်ခံစားရတဲ့နာကျင်မှုရလပဲဖြစ်ပါလိမ့်အဆုံးမှာတော့သူ့ရဲ့အဖွာဆုံးပါသွားခဲ့ပါလိမ့်နောက်တနေ့မှာတာသမီဆုံးရှုံးသွားတဲ့မိဘဝေအလုံးကအကြောင်းကိုအုံလိုက်ကျင်းလိုက်ရောက်လာကြပါပြီမိဘဝေကအကြောင်းနဲ့သူ့ရဲ့တာသမီအတန်းပိုင်ဆရာမရုတ်ကိုအပြစ်တင်ကြပါလိမ့်ရုတ်ကတော့ဒီကိစ္စရဲ့နောက်ွယ်မှာဘယ်သူရှိနေပါစေ ကျုံမဆိုင်ပါဘူးရုတ်ကလည်းကြောင်းတက်နေတော့ကအနိုင်ကျင့်ခံရတာကိုနောက်မှတိလဲရပါရင်မိဘဝီရဲ့အဆက်မပြတ်ဖိအားပေးတာကသူ့ရဲ့အနိုင်ကျင့်ခံရတဲ့အသိကိုပြန်ခေါ်လာစေခဲ့ပါရင်သူကလုံးဝကြောက်လန့်နေကြတဲ့အခင်းဖြစ်ပွားရကနေထွက်ပြေးခဲ့ပါရင်ဒါပေမဲ့လမ်းအပေါ်မှာနင်းထက်ကရှေ့ကိုပြုတ်ကျသွားခဲ့ပြီးအပေါ်မှာကြေမွားကတွေထွက်တန်ရုံဖြစ်ပြီးတိတ်ဆုံးခဲ့ပါရင်တစ်ဖက်မှာတော့ဂျိုဒီကရီဟာနာစီသွားဖို့လုပ်ပါရင်အဲ့ဒီအချိန်မီရှယ်ကဇေယုံမှာတွေ့လဲရပြီးရီဟာနာကိုဓာတ်စီနဲ့လောင်းကမီးရှို့ဖို့ရွယ်ပါရင် ကန့်ကောက်စွာနဲ့ပဲဂျိုဒီအချိန်မီရောက်လာကသူ့ကိုရက်တက်နိုင်ခဲ့ပါပြီဒေးဗစ်ကအနောက်ပိုင်းမှာဂျိုဒီကိုလာတွေ့ပါပြီသူ့ရဲ့အဖိုးကဂျိုဒီဘယ်မှာရှိတယ်လဲဆိုတာကိုပြောလိုက်တယ်လို့ဒေးဗစ်ပြောပါပြီမကြခင်သူနာပြုတ်တယောက်ဂျိုဒီကိုလာပြီးတော့သူ့အဖိုးဟာအရန်တန်ရရနေတယ်လို့ပြောပါပြီဒါကသူ့မိသားစုနောက်တစ်ကြိမ်ခက်ခဲတဲ့အခြေအနေကိုကြုံနေရတာကြောင့်ဂျိုဒီဆွင့်သွားခဲ့ပါပြီသူ့ရဲ့ဇကာအရဒေးဗစ်ဟာသူ့အဖိုးနဲ့နောက်ဆုံးရှိခဲ့တဲ့လူဖြစ်နိုင်တယ်ဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါပြီ ဂျိုဒီထွက်သွားပြီမဲ့ဒေးဗစ်ကိုလိုက်ပြီးသူ့ရဲ့လက်ကိုပြခိုင်းတယ်မာလီသူ့ရဲ့လက်မှာဒဏ်ရာအမာရွတ်တဲ့အများကြီးကိုတွေ့တော့သူ့အဖိုးကိုတိုက်ခိုက်ခဲ့တဲ့လူကသူ့ပဲဆိုတာသိချသွားခဲ့ပါပြီနောက်ဆုံးနေရောက်သားအတူနေနိုင်ဖို့အတွက်ဒီလိုလောက်ခဲ့တာပါလို့ဝန်ခံပါလိဒါကဂျိုဒီအပေါ်သူ့ရဲ့အယူအမှုဆွဲလန်းမှုကထိမရဘူးဆိုတာပြသနေခဲ့တာပါမီရှေကလည်းရောက်လာပြီးတော့ဂျိုဒီចောင်းပြတ်မတက်တဲ့အတွက်သူတို့ကိုအနိုင်ကျင့်ဖို့အတန်းတစ်ခုလုံးကသူ့ကိုဝိုင်းလုပ်ခဲ့တာပါ ါကမီရှဲရဲ့အမားပဲလို့ပြောပါရင်းပြီးတော့ဂျိုဒီရဲ့မိဘဝင်ဘယ်လိုမျိုးအော်ခဲ့တယ်လဲရီဟာနာဘယ်လိုမျိုးငိုခဲ့တယ်လဲဆိုတာတွေအကြောင်းဆက်ပြောပြပါရင်းဂျိုဒီမိသားစုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာရဲနဲ့အနိုင်ကျင့်သူတွေကရဲနေကြတယ်ဆိုတာကိုကြားတော့ဂျိုဒီကဒေါတာဖြက်စည်းလို့စိတ်နဲ့ဝန်내မှုရောထွေးနေတဲ့ခံစားချက်ကိုခံစားလိုက်ရပါရင်းပြီးတော့ဘာမှမစင်းစားပဲဂျိုဒီကိုဓာတ်နဲ့ထိုးလိုက်ပြီးပါရင်းဒေးဗစ်ကဂျိုဒီမိသားစုအိမ်ကိုမီးရှို့ခဲ့တာဟာရဲပဲဆိုတာကိုတိတွားခဲ့ပါရင်း ဂျိုဒီအပေါ်သူ့ရဲ့အခြေကိုတက်တည်ပြဖို့ဒေးဗစ်ဟာဒီကိစ္စကိုသူ့ကိုယ်တိုင်ကင်တွေ့ရန်ဆုံးဖြတ်ပါလိမီရှယ်ကိုရေးရဆက်တတ်ပြီးတော့ဒေးဗစ်ဟာဂျိုဒီကိုပြုံးပြပြီးဂျိုဒီသူ့အပေါ်တဘောချလိုက်မယ်လို့မျှော်လင့်ခဲ့ပါလိဒါပေမဲ့ဂျိုဒီကဒေးဗစ်ရဲ့အိတ်ထဲမှာဓာတ်ပုံတစ်ပုံတွေ့လျရတော့အွန်လိုင်းမိပါလိအိမ်မီးလောင်နေတုန်းကဒေးဗစ်ဟာရီဟာနာကိုတကယ်တမ်းကူညီဖို့ဝင်သွားတာမဟုတ်ပါဘူးဂျိုဒီရဲ့မီးလောင်နေခဲ့တဲ့မိသားစုကိုဓာတ်ပုံရိုက်ဖို့စူးစမ်းနေခဲ့တာပါဒါပေမဲ့ရီဟာနာရဲ့ငိုတန်းကိုကြားရတော့မှပဲသူ့ကိုကယ်ခဲ့တာပါ သူကဂျိုဒီသူ့ကိုချစ်မိသွားလိမ့်မယ်လို့မျှော်လင့်နေခဲ့တာဖြစ်ပါလိမ့်။ဒေးဗစ်ကဂျိုဒီကိုဓာတ်ပုံအကြောင်းရှင်းပြရှင်းပေမဲ့ဂျိုဒီကသူ့ကိုလှစ်လို့ရှူလိုက်ပြီးသူ့ရဲ့ဘိုက်ကနေဓာတ်ကိုဆွဲထုတ်လိုက်ပါလိမ့်။ဂျိုဒီကသူ့ကိုအခွင့်အရေးမပေးတဲ့အတွက်ဒေးဗစ်အရန်ကိုတော့ထွက်ပြီးသူ့ကိုတိုက်ခိုက်ပါလိမ့်။ပြီးတော့ဂျိုဒီကိုကင်မရာကိုကြည့်ပြီးတော့ပြုံးပြလိုက်ပါလို့ပြောပါလိမ့်။သူကအယူတယောက်လိုမျိုးလုံးဝထိတ်လန့်သွားခဲ့ပါပြီ။ဓာတ်ပုံရိုက်ခန်းနေမှာပဲဂျိုဒီကရိုနီရဲ့လေးကိုတွေ့ပြီးတော့ကင်မရာမန်ဘလူးကိုဖျောက်တန်းစွာနဲ့ပြစ်ပါလိမ့်။ ဒါကြောင့်ဒေးဗစ်ကိုမျက်လုံးထိုးမိသွားခဲ့ပြီးတော့ချက်ချင်းပဲတိသွားခဲ့ပါရင်ဒီဖြစ်ရအလုံးပြန်တော့ဂျိုဒီကရီဟာနာကိုတွားတွေ့ဖို့ကြိုးစားပါရင်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်အထက်ကနေတွေးဝေဆက်ထွက်နေခဲ့ပြီးခွန်အားကလည်းဆုံးရှုံးသွားခဲ့ပါပြီ။နောက်ထပ်မြင်ကွင်းမှာဆိုရင်တော့ကျောင်းမှာနှုတ်ဆက်ပွဲတစ်ခုရှိခဲ့ပါရီ။အန်အောဆီယာကကြက်ဖာအဲ့ဒီညနေမှာကဲတင်ခံခဲ့ပါရီ။သူတိုကျိုမှနေဖို့သူ့ရဲ့အိမ်မက်ကိုအကောင့်နဲ့ဖော်ဖို့တိရှာပေါက်ဆုံးဖြတ်ထားခဲ့ပါရီ။ဒါပေမဲ့ဂျိုဒီကတော့အားအိမ်မရှိတော့တဲ့အတွက်ဆုံးပါသွားခဲ့ပြီး တနာစရာကောင်းတဲ့ရီဟာနာလေးတယောက်ထဲကပဲကျန်ရတော့ပါရင